ဘဝဆိုတာဟာအချိန်နဲ့ဖွဲ့စည်းထားတာအဲ့ဒီအချိန်ကိုတမိုးထားလေလေဘဝတမိုးကြည့်လေလေဘဝကြီးအချိန်နဲ့ဖွဲ့စည်းထားတာဘဝကိုတမိုးထားရင်အချိန်ကိုတမိုးထားဒီတိုင်းထားရခဲ့ကုန်းသွားတာဟုတ်လားဒီတိုင်းသွားလိုက်တော့အချိန်ကရက်နေတယ်မရဘူးမင်းအရွယ်ကပိတ်ထားလို့ရတယ်ဆယ်ရှင်းနေရွယ်ပိတ်ထလို့ရတာဘူးဒီတိုင်း19 20ဖြစ်သွားတာ အဲ့တော့လူတယောက်မှာတကယ်ကိုတန်ဖိုးရှိစေချင်ရင်ကိုယ့်ရဲ့အချိန်ကိုတန်ဖိုးထားရတယ်အဲ့လူတယောက်ရဲ့အကဲကိုခက်ချင်လို့ရှင်နေပဲသူ့အချိန်ကိုဘယ်လိုသုံးရလဲဆိုတာသတိထားရတယ်နားလေနော်ကိုယ့်အိမ်တော်ပဲဆိုရဆိုတော့တော့ပဲယူဆရရေးတဲ့ဆိုတာသူများအငှားရေးခိုင်းနေဖြစ်တာပဲသူဘာသူရေးတဲ့ဖြစ်တာပဲဟုတ်လားမင်းကိုချစ်ပါတယ်ဘာညာဆိုတာဒါဒါအတိပြတာပဲ ဟိုဤစားစားထဲမှာခက်ချမ်းချမ်းစားတော့ဟိုးတောင်တွင်းကြီးရဲ့ပဲမြောက်ဘက်ကမြို့သစ်ဆိုတာမှရဲဘော်ကြီးခစ်တုံးကဤစားစားရေးတယ်တွေ့တာပဲအဲ့ဒီကတော့တမျိုးပေါ်လေမောင်ငိုချင်းရင်ချစ်ပါမချင်းရင်ရွာမီးနဲ့ရှုပ်ပါအဲ့ဒါမျိုး ရှိကျင်တော့ရှိမှာပေါ့သူကသဘောပြောချင်တာကအဲ့ခုနကပြောကြီးစားတာရေးပြီဆိုရင်အဲ့လိုလာတာအဲ့တော့အကုန်လုံးကဘာလဲပါလာအလင်းဟာတည်းပါလာခုနကအရှိကနေမင်းကြီးဖြစ်သွားလားဒါအလင်းဟာတွေပဲမဟုတ်လားအလင်းဟာလူကိုတိတ်သွေးဆောင်တာအဲ့သွေးဆောင်တဲ့ခါကျတော့အလင်းဟာကောင်းတိုင်းယူရတာရေးကောင်းတိုင်းတော့ကြိုက်လို့ဖြစ်မလားသူ့အချိန်ကိုပဲလို့တုံးလဲဆိုကြည့်ဟုတ်ဘူးလားဒီအလင်းဟာဖြုတ်ကြည့်ရတယ် ခဏခဏငါပြောတယ်ဒီအလင်ငါပါလာလို့ရှိရင်နင်တို့မိန်းကလေးတွေကကိုကိုတော့တတ်တယ်အလင်ငါအဖွဲနဲ့ပါလို့ရှိရင်ဟုတ်ရင်တော့ငါမဲတင်းဆိုတာဒီဘောမဲလက်ထက်တော့ကစိတ်စားပြီးတည်တဲ့ဥစ္စာအဲ့ဒီမှာဖိုးစီရဆိုရင်လင်ငါဆရာကြီးကသတင်းစာအရေးကောင်းတော့အဲ့ဒီမှာယတနာဘုံနေပြီးတော့သတင်းစာအဲ့မဲတင်းစိတ်စားပြီးတည်တဲ့အကြောင်းလေး ်တစ်ခါတစ်ခွက်တည်းနဲ့လင်္ကာပတ်တည်းနဲ့ဖွဲ့ပြီးရိတ်ထားစိန်စားတဲ့ဥစ္စာတွေသုံးလေးရောက်ပေါ်လာတော့ရက်ထားရဲ့မထင်းနဲ့တော့နင်းတို့မိန်းကလေးတွေအဲ့အယူထတဲ့နေရာမှာအကောင်းထတာလားမထရရအယူထတာမှတော်တော်ထတယ်ဟုတ်တကယ်ပြောတာငါအဲ့ရမျိုးတွေခဏခဏတွေ့တယ်မောင်ပွင့်ကောင်းတန်းတန်းဆိုကိုဝင်းတို့ဖြေပစုံမုန်တိုင်ပေါ့အဲ့ဒီမှာသူကဖျာပုံဘက်ကနေနောက်ဆုံးမိကြတာမောင်ပွင့်ကောင်းတန်းတန်းကိုတခါခိုးပြေးလိုက်တာမင်္ဂလာဆောင်မှုလို့တဲ့တိုက်ကနေဆင်းပြီးတော့ ဟိုနေနေတဲ့ဟိုတဲ့ကိုတွားတယ်တော့မှဂျားတဲ့ကားတင်ပြီးတယ်ဆိုတာအဲ့ဒါသတင်းစာတွေကသတင်းကောင်းကနေဥသတင်းတူးဆိုအတင်းလိုက်ပြီးထည့်ဆိုတာအဲ့ဒီမှာဘာမှအင်းကသဘောတူပါတယ်ဆိုတော့ကားတင်ပြီးလိုက်ပြီးတယ်အဲ့လောက်ထည့်အောင်ဖြစ်ကုန်တယ်နောက်တစ်ခါကျတော့ပြောရအောင်မှာကာမလေးတဲ့ကရှစ်တန်းချောင်းလူတွေအဲ့ဒါတကယ်ဖြစ်ပြဲအဲ့မှာငမွေးဒရာဝါနဲ့မိမေရနေစာမွေးဆုံးလို့ဆိုတော့ပါသာသူတို့ဆိုတော့ငမွေးဒရာဝါနဲ့ရေးတဲ့ခုံချပြီးတည်တာ တွေ့တဲ့ခါကျအဲ့ဒီဥစ္စာဟာဓာတ်ပုံလေးပါပေါ်ပြတယ်ကောင်မလေးဓာတ်ပုံလေးပါတယ်နည်းနည်းလေးပေါ့ဘိုးတော်ကတော့ပုံလေးပေါ့လေအဲ့ဒီဟာလေးပေါ်ပြရတဲ့ခါကျဘယ်ကပေါ်ပြဆိုအထောက်တော်သတင်းစာပေါ်ပြတာပေါ်ပြတဲ့ခါကျတော့အဲ့ဒီမှာအဲ့ဒီမှာငမိုးကြီးဒရာမှာခုံခုံချပြီးသီးလို့မှုလို့ရဲဆောင်နေရတယ်ဒါတကယ်ဖြစ်ပြနော်ဟာကောင်မလေးဘာလို့မလဲကျမမကြောက်ကြောက်ကောင်းမှပြသွားအလကအလုတ်ထုတ်တယ်နင်းတို့တွေရဲဟုတ်ပဲဒရာဘောကိုကင်းဆောင်နေရတယ်ဥစ္စာအဲ့ဒီက 6မှာပထမဆုံးစပြောတာဒီအကြောင်းကိုပြောတဲ့ခါကျဘယ်သူရှိလဲဆိုတော့အထောက်တော်လှအောင်ကရှေ့မှာပါတယ်ဟောပြောပွဲထဲမှာပါတယ်သူကရှေ့ရထိုင်ရလို့ငါအဲ့ဒါပြောလိုက်တဲ့ခါကျဘောင်းတင်းနဲ့ခမရအဲ့ဒါဆိုကျွတ်လို့လိုက်တာတဲ့တရင်ခမတိသားပဲလို့နော်တိသေးစီပါတကယ်လည်းတိပါအဲ့လိုပြအဲ့နေမှာတဲ့တရင်ကမရှိဘူးပြတဲ့မရှိတော့အဲ့ကောင်မလေးတိရဆိုတော့အဲ့ကောင်မလေးဓာတ်ပုံရှာကွာဆိုတော့ကုရမ်ဆိုရဆက်ရှစ်တက်ဆိုတာဖြေဖို့လုပ်ထားတယ် form အဲ့ဒီဓာတ်ပုံလေးနဲ့ကောက်ပြီးထည့်လိုက်တာကျုပ်ထည့်လိုက်တာတဲ့သိသားပဲခဏနာမည်ဘာလို့ထည့်မလို့လဲဘာလို့ပြောမှာလဲခဏနာမည်ပြောချင်လို့မဟုတ်ဘူးလေအဖြစ်ပြတင်ပြောချင်တာပဲခမရဒရိစာအပုတ်ချဖို့လေကိုခမရကအပုတ်ချဖို့လေကိုလို့ကျွတ်ဒါဖြစ်တတ်တဲ့ဖြစ်ပြကိုကျုပ်ပြောတာအဲ့ဒါပြောလိုက်ရအထောက်တော်သားမှာနောက်ထည့်ပြောပြမပြောဘူးဘာဆိုင်လို့ကျုပ်ဓမ္မဒေသကြားပြောတာခမရနာမည်လည်းမလိုဘူးအဲ့ဒါပဲထင်အဲ့မသေးဘူးမထင်နဲ့သေးတာမိန်းကလေးတွေက ဒီပြောချင်တယ်ဒီပဲအဲ့မင်းတို့တွေဟာအလင်္ကာဟာပေါ်တိပေါ်စားမဟုတ်ဘူးတကယ်ပြောတာအဲ့အလင်္ကာကိုဖြုတ်ကြည့်ရတယ်ဟာအလင်္ကာဖြုတ်ကြည့်တော့တခါလေးရဒီရုပ်ရှင်တို့ဇာလန်းတို့ ਨੇ ပါလာတဲ့ခါကျတားဆူတယ်ဇာလန်းနဲ့ပါလာသေးတယ်ရုပ်ရှင်ကလည်းပါသေးတယ်အဲ့လေပါတဲ့ခါကျတော့ဘယ်နှဖြစ်လို့ဆိုအဲ့အလင်္ကာပူပြီးတော့အားရှိလာမြန်လေးပါဟာနဲ့သူနဲ့သူတွားနေရသူက မျက်တမ်းတင်းတဲ့ငါဖုံးမြက်လို့ခေါ်လို့ရှိရင်အဲ့မျက်လေးမျက်လေးထားပါလားဟုတ်လားဒီစားတပည့်ကောင်းတဲ့သူ့တဲ့ပြသူ့ကိုပြပြီးထွက်သွားတယ်ထွက်သွားထွက်သွားပေါ်ပါပြကွဲသွားအဲ့အရေးတော့တယ်အရေးတော့ပေါ်ပါပြတူသူကတော့ကောက်ကလောက်ကလောက်ဆိုပြီးတာတော့ပြီးပြီးသွားတယ်သူအဲ့လိုမတော့ဘူး ဟုတ်လားဒါတဲ့ဥစ္စာအလင်္ကာနဲ့တောက်တာဟာတိုင်လူကြီးကြီးမြန်လောကကြီးပြောင်းမြန်ဟာတိုင်လူကြီးကြီးမြန်လောကကြီးပြောင်းမြန်အချစ်လူကငွေနဲ့ဆက်ဆံပိန်တန်းတောင်းတန်းပြင်တောင်းမြန်မအချစ်ကြီးအချစ်မထင်ကြဗျာခကြီးကိုကမကောင်းမြန်ပြောင်းသည့်ပြောင်းဆံပြောင်းသည့်ပြောင်းဆံမေတ္တာကအဝယ်ဝေကအချက်တည်းရန် ဆွေစကားဆက်ကြပြန်တဏှာကြီးကိုမှဆွေမျိုးဆက်ချင်မြန်းလာရင်ကိုမှနေတမျိုးမှတ်ထင်မြန်းခါဝေးလေးဆိုတာတောင်းကြောင်းမြောင်းလို့တဝေထိုးဖတ်ချင်တဲ့ခေကဖောက်ပြန်စနစ်ကဖောက်ပြန်အချစ်ကဖောက်ပြန်အဲ့လီအဲ့လီအဲ့လီမာနချောင်းငယ်မူဝိစာပေါ့လို့မူးနေတာပဲမူးနေတာပဲအကောင်းဆုံးဒီပေကျန်စိတ်ညစ်လဲတော့ ဲ့တော့ဘယ်လိုဖြစ်လာလဲဆိုကြီးစားနဲ့ क्वे လို့ရှိရင်မဲ့အရက်တော့တော့ဘယ်လိုဖြစ်လာလဲပြောချင်တာအလင်းငါဒါကြောင့်မလို့မိန်းကလေးတယောက်လှတယ်မလားဘူးဆိုတာသိချင်မနဲ့အရရတော့ကြည့်ဘာမှမလင်းရသေးဘူးဒီတိုင်းပဲကြောင်မြောင်ပဲသမီးဖူးဖာညနာလေးကြောင်မြောင်ပဲမူလာတဲ့ညာပြင်းစင်ပြီးမှခဏ9မိနစ်10မိနစ်ဆိုသူကပြီးသွားပြီအဲ့တော့မိန်းကလေးတယောက်တကယ်လှတယ်မလားဘူးဆိုတာသိချင်တဲ့ မနဲ့အေးရတာကြည့်ရတယ်အဲ့တော့ဗဂရိတရားကိုသိကျင်လို့ရှိရင်အလင်္ကာကိုဖြုတ်ကြည့်ရတယ်နော်ခုနကအလင်္ကာတွေဖြုတ်ကြည့်နိုင်ငံရေးမှာလည်းအလင်္ကာပဲသခင်နုဆိုလို့ရှိရင်အလုံးစကားပြောကောင်းတဲ့ပုဂ္ဂိုလ်သခင်နုရောက်လာမင်းတို့မကြောက်ဘူးလို့သိကောင်းသူပြောတဲ့ဥစ္စာဟာဆို community တွေကိုကျွန်တော်ပြန်တိုက်တိုက်တော့မယ်ဒါပဲ49ခု50အဲ့ဒီမှာတော့မှပြောခဲ့တယ်ဆိုတာငါကောင်းမှမင်း 50ထဲမှာကျင်တော်ဟာငယ်ငယ်ကတည်းကအလွန်ကြောက်တတ်ပါတယ်အလွန်တတ်တိနေပါတယ်ကျွန်တော်ကိုဘေးအောင်ပြီးတော့တရားသူကြီးလုံမလားလို့မေးတဲ့အခါမှာတရားသူကြီးလုံရင်လူတွေကိုထောင်းချလိမ့်မယ်လူတွေကိုကြိုးမိတ်ပေးရလိမ့်မယ်ငရေကြီးလိမ့်မယ်ဆိုပြီးကြောက်လို့ကျွန်တော်တရားသူကြီးမလုပ်ခဲ့ဘူး ဒီကနေ့တော့တိုင်းပြည်ကြီးရောက်ထဲကြဖို့လို့လက်နှလုံးလောက်အလိုမှာကျွန်တော်တတ်တိမကောင်းခြင်းလို့မဖြစ်တော့ဘူးတိုင်းပြည်ကြီးရောက်ထဲကြဖို့ဘာမှလည်းမသိဘူးလက်နှလုံးလောက်အလိုမှာတဲ့သူကတိုင်းထားတဲ့အတိုင်းပဲအဲ့တော့အဲ့တော့နားတော့အဲ့တော့နားတော့လည်းသူကငါများပါသွားမလားတော့အလိုလိုဖြစ်တာတိုင်းပြည်ကြီးရောက်ထဲကြဖို့လို့လက်နှလုံးလောက်လည်းမှာ ကျွန်တော်ကတတိမကောင်းညာလို့မဖြစ်တော့ဘူးအဲဒီတော့ community တွေကကျွန်တော်တို့ကိုတနက်နေ့တစ်ချက်ပြည့်ရင်ကျွန်တော်တို့ကအချက်200 300ပြန်မပြည့်ရင်တောင်မှတစ်ချက်တော့ပြန်ပြည့်ရတော့မယ်200 300ပြန်ပြီးပြည်နိုင်ပါတယ်ပေါ့ဒါမှ200 300ပြန်မပြည့်ရင်တော့မှတစ်ချက်တော့ဆွဲတဲ့ခါကျ200 300နဲ့တစ်ချက်ကြီးဆွဲတဲ့ခါကျနားထောင်ရအေးဘောဒီလောက်တော့လိုရမှာပေါ့ဟိုညနာ နေရတကမှာအလင်္ကာတွေက wifi လဲနေတာခင်ဗျားတို့ကြုတ်လို့ကောင်းလေးတွေကောင်းမလေးတွေဒီစားစားပြီးတဲ့အခါမှာလည်းပဲအလင်္ကာဖြုတ်ကြည့်ဟုတ်လားဒီကောင်ဘယ်လိုကောင်းလဲသူ့အချိန်ကိုဘယ်လိုသုံးလဲဆိုတာအဲ့ဒါကိုကြည့်နောက်တစ်ခုကလောကကြီးမှာဘယ်တတ်တော်မှာလဲမဆိုသူကသားတဲ့ဥစ္စာသုံးချက်ရှိတယ်ဆိုမှတ်မိတယ်ကြိုးကြောင်းပညာကြီးခြင်းကိုကြည်တရားရှိခြင်းနောက်တစ်ခါပါတယ်အလားပါဘူးခဏပါခါကြည့်ရချင်း အဲ့ဒီအလှပခံစားမှာဒိဋ္ဌရှင်တော်မှာအလင်းကပါတယ်အဲ့ဒိဋ္ဌပြီးကြည်ရတယ်အဲ့တော့အဲ့လိုနေအပြင်တိရစ္ဆာန်များတဲ့တာတဲ့အရှင်ရှင်တွေကိုကိုယ်မှာရှိပြီးသားအရှင်တို့မြင့်တက်အောင်လုပ်တယ်လို့ခုနကလည်းပညာသင်္နေစာတဖက်သားရဲ့အတွေ့အကြုံကိုလက်ဆင့်ကမ်းယူတာပါပဲအဲ့လိုလက်ဆင့်ကမ်းနိုင်တဲ့အတွေ့အကြုံမို့လို့ တဖက်သားရဲ့အတွေ့အကြုံအတွေ့အကြံကိုယူနိုင်တဲ့စာဖတ်ခြင်းဓလေ့ကိုထူထောင်ကြပါကို့အိမ်မှာကို့ဘာ